အဲကျွန်တော်တို့အတင်းရတော့ဟိုဂျပန်ပိုင်းပေါ့ဂျပန်ပိုင်းမှာနည်းနည်းအားနည်းနေတော့ဒီဂျပန်အတွက်ပြင်ဆင်လာပါအများကြီးပေါ့အဲကစားကွက်တွေရောချိန်လာတယ်ဟဲ့ဆိုတော့ဟုတ်တော့ဒီလိနားတဲ့အချိန်ပေါ့ကျွန်တော်တို့တလာခွဲအဲ့လောက်ရပါမှာတော့တခြားလေးပြင်ဆင်လာတယ်ဟုတ်ကျွန်တော်တို့ကလိုအပ်ချက်တွေရောရှိသေးတယ်ပေါ့အခုချိန်ကြီးတော့အများကြီးပဲပေါ့ဒါပေမဲ့တခြားလေးစနစ်တကျပြင်ဆင်လာရပေါ့ဒါစီဂိမ်းမှာပထမဆုံးကဖိလစ်ပင်းနဲ့တွေ့ရပြီးရင်တော့ဆင်ကာပူပြီးရင်အင်ဒိုနီးရှားပေါ့နော်အဲတော့ တုံးပွဲလုံးတော့တခြား analyze လုပ်ပြီးကြည့်တာပေါ့နော်အားသားကြအားနေကြတယ်ပထမဆုံးပွဲကတော့အရေးကြီးဆုံးဆိုတော့ပထမဆုံးပွဲအတွက်တခြားပြင်ဆင်တာအာညပြရတော့ရွှေပဲမှန်းတာတော့ကျွန်တော်တို့လည်းဒီနေ့တက်နိုင်ဆုံးဟိုဟာ focus ပြအောင်တခြားလေးလုပ်အာကျွန်တော်တို့ပေါ်ပဲမူတည်တာပေါ့နော်ကစားသမားတွေပေါ်ပဲမူတည်တာပေါ့ဒါအဓိကတော့စိတ်သက်ပိုင်းဆိုင်ရာပေါ့ဒီစိတ်ပိုင်းဆိုင်ရာမှာကျွန်တော်တို့စိုးရိမ်စိမ်းနဲ့သွားမယ်ဆိုရင်တော့နည်းနည်းလေးဟိုထတော့တင်းပြီလားဒါလို့ကျွန်တော်တို့ ကျွန်တော်တရားရောက်ယုံကြည်မှုနဲ့ဆိုရင်တော့သွားနိုင်မှာချွေရအောင်။ဟုတ်တော့ဒီပြရတော့เนาะသူရှင်းမှန်းလာကျွန်တော်တို့အားလုံးကလည်းဒီအောင်မြင်မှုရအောင်ကြိုးစားမယ်လို့တုံနေပါတော့။အဲ့တော့ကျွန်တော်တို့ဒီကျင်းနာစတိုင်ပွဲဝင်တာအဆုံးကျွန်တော်တခြားလေးစနစ်တကျပြင်ဆင်တာပေါ့။အာကျွန်တော်တို့ဒီ Jordan လေးသင်ရတော့ဒါဂိုးလေးရတယ်ပေါ့နော်။ဒီဂိုးလေးရလို့ပြေးရတယ်။အဓိကကျွန်တော်အဲဒီ22က အတက်ကင်ကကောင်းတယ်ဗျာဒါပေမဲ့ defense ဘက်မှာနည်းနည်းအားနေအဲရောက် defense ကိုဒီအခြေခံအတွက်ပြင်ဆင်ထားတယ်ဒီတားကြီးကအဲ့ဒါအကျွန်တော်အဲ့လို AFC ရော AFL ရောတန်ဝဲတွေမှာနိုင်ဝဲမရတဲ့ဘောအတင်းပေါ် PR ရရှိရအောင်နော်ဒါမဲ့ဒါလည်းကျွန်တော်လာမဲ့ခြေကင်းပြန်မှာမှာကျွန်တော်အတွက်တောင်းအားတစ်ခုဖြစ်မယ်လို့ခင်ဗျအာဒီမလေးကမှာရှိတဲ့ပိတ်သက်တွေတော့အထိုင်းမှာရှိတဲ့ပိတ်သက်တွေလည်းအပင်ကိုထိတ်ခေါ်ပါတယ် လာရလာရအောင်ပေးနိုင်တယ် TV ရနေဆိုတော့ကြည့်ရှုပေးပါလို့ပြောချက်ပါဟိုမြန်မာပြည်သက်တွေရောထိုင်းရောမြန်မာရောပေါ့နော်ကျွန်တော်တို့စီကိန်းတင်းကိုလာမဲ့တိုင်ပွဲမှာအားပေးပါလို့ပြောချက်ပါ